င်္ဂလာပါခင်ဗျာကျွန်တော်တို့တင့်ခန်မျိုး YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ channel လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပေးဖို့လည်းတောင်းဆိုပါရစေခင်ဗျာအတိတ်တော့သတင်းတွေကိုသိရှိနိုင်စေရေးအတွက်ဒီနေ့မှရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ထားပေးပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာပေးတဲ့ကြီးမင်္ဂလာပါခင်ဗျာကျွန်တော်ယခုတိဆက်ပေးမှာကတော့ the divio family matter တဲထိတ်ရင်ပူအိနေကတက်ဖြတ်မှုဇလန်းလေးဖြစ်ပြီးဖြစ်ရမှန်လို့တရားလွှတ်တော်ကမှတ်တမ်းတင်ထားတဲ့မိသားစုအလိုက်တက်ဖြတ်မှုအကြောင်းအရာလေးလည်းဖြစ်ပါတယ်ခင်ဗျာဒီဖြစ်ရဟာ1994ခုနှစ်နိုဝင်ဘာလ13ရက်နေ့ညနယူးယောက်ပြည်နယ်မှာရှိတဲ့ Ann Smith Bell ဆိုတဲ့ agent လှတဲ့ရောင်လေးတရွာမှာအကြမ်းဖက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ် Ronald Divio Junior ဆိုတဲ့အသက်23နှစ်အရွယ်ကောင်လေးတယောက်ဟာ 35 caliber Marlin rifle တနက်ကြီးကိုယူပြီးသူ့အိမ်ထဲရှိအိမ်တစ်ထပ်ချင်းစီမှာရှိတဲ့တယောက်ချင်းစီတို့သွားကမိသားစုအိပ်ပျော်နေတာကိုအုံ6ရက်သူ့မိသားစု6ယောက်လုံးကိုပြစ်တက်ခဲ့ပါတယ်။အရင်ဆုံးသူ့အဖေ Ronald Senior နဲ့မိခင် Louis ကိုသွားပြီးတက်ခဲ့ပါတယ်။တယောက်ကိုနှလုံးအနီးတယောက်ကိုဥကောင်းနဲ့ရေဘက်မှာတနက်နဲ့ပြစ်ခဲ့ပါတယ်။အဲ့ဒီနောက်ညီဖြစ်သူများဖြစ်တဲ့ Mark 17နှစ်နှင့် June 9နှစ်နှစ်ယောက်လုံးကိုလည်းအိပ်ရထဲမှာပြစ်တက်ခဲ့ပါတယ်။ နောက်ဆုံးညီမနှစ်ယောက်ဖြစ်တဲ့ဒွန်း16နှစ်နဲ့အလီဆန်73နှစ်ကိုလည်းမျက်နှာနဲ့ဥကောင်းအားပစ်တက်ခဲ့ပါတယ်။ထူးဆန်းချက်အနေနဲ့ကတော့အက်ဒီရိုင်ဖယ်တနက်မျိုးစားဟာအတန်ကျေလောင်လွန်းတာကြောင့်မိသားစုဝင်များနိုးနိုင်ခြင်းရှိတော်လဲအိမ်ထဲမှာရှိတဲ့မိသားစု6ယောက်လုံးဟာတယောက်မှနိုးလာခြင်းလှုပ်ရှားခြင်းမျိုးမရှိခဲ့ပါ။အထူးသဖြင့်မိဘတွေသေပြီးတာနဲ့တနက်တန်ကြာပြီးအခန်းထဲကနေထွက်လာလို့ရတာကိုလည်းထွက်လာခြင်းမျိုးလည်းမရှိခဲ့ပါဘူး။အိမ်ထဲမှာအားလုံးဟာအိပ်ပျော်နေချိန်မှာပဲတည်ဆုံးခဲ့ကြခြင်းဖြစ်ပါတယ်။ ရဲတွေအနေနဲ့ဒွန်းဒွန်းဆိုတဲ့ညီမတယောက်ပေါ်မှာတော့တန်တရားရှိခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူမဟာတကယ်အိတ်နေပြီးတည်ခဲ့ရလားဆိုတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ ။တချို့သတင်းတွေကတော့ Dunha Ronet Junior နဲ့အတူလူတက်မှုအတွက်ကူညီပေးသူတယောက်ဖြစ်ပြီးနောက်ဆုံးမှာ Ronet Junior ဟာသူ့မကိုလည်းတပ်ပစ်လိုက်တယ်ဆိုတာမျိုးပဲဖြစ်ပါတယ်။တိကျတေချာခြင်းမျိုးတော့မဟုတ်ပါ။နောက်တစ်ချက်ထူးခြားတာကတော့တယောက်မှမလွတ်အောင်ပြစ်မှုကျွလွန်နေချိန်မှာသူတို့အားလုံးဟာဘသူမှမနှိုးဘသူမှမလှုပ်ဘသူမှဆွဲလာရမ်းလာမရှိခြင်းပဲဖြစ်ပါတယ်။နောက်ပိုင်း Ronet Junior ကိုရဲတွေကအိမ်ထဲမှာတိုက်ခိုက်နေစဉ်ကျေလောင်လုံးနဲ့အတံမျိုးတစ်ချက်မှမရှိခဲ့ဘူး။အိမ်ထဲမှာဘာဖြစ်ကြတာလဲလို့စစ်ဆေးမေးမြန်းကြပါတယ်။ နက်ချူဂျူနီယာအားရဲတွေကတပ်တေထောက်ထားတွေနဲ့ဖမ်းမိကြပြီးအစောပိုင်းမှာသူဟာမိသားစုကိုမတက်ဘူးလူစိုးတယောက်ဝင်လာတာဆိုပြီးဝန်ခံခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အတန်တခုကငါ့ကိုမိသားစုကတတ်ဖို့ပြောတယ်ဆိုပြီးတော့ဝန်ခံလာခဲ့ပါတယ်။ ဒါပေမဲ့တန်တရားရှိစရာကောင်းတာကသူပြောခဲ့တာတွေထဲမှာအတန်တစ်ခုကသူ့ကိုတတ်ဖို့ညွှန်ကြားနေတယ်ဆိုပြီးထွက်ဆိုခဲ့တာပဲဖြစ်ပါတယ်။တည်ဆုံနေတဲ့မိသားစုတွေဟာတယောက်မှမနိုးကြောင်းတယောက်မှမဆွဲကြောင်းအဲ့ဒီစကားလုံးတွေကြောင့်လူတွေအလုံးကိုထိတ်လန့်စေခဲ့ပါတယ်။ကဘာပေါ်မှာစိတ်ဝင်စားမှုလည်းကြီးမားစေခဲ့ပါတယ်။တဘာဝမဟုတ်တဲ့အရာတစ်ခုကသူတို့ကိုလွှမ်းမိုးခဲ့တာလား။ဒါမှမဟုတ်ပဲစိတ်ယူပေါက်တဲ့အထိစိတ်ဖိစီးမှုများပြီးဖြစ်သွားတာလားဆိုတော့တွေးကြည့်တာနဲ့တင်စက်သိမ့်တစ်ဖန်ထမိပါတယ်ဗျာ။ လူတက်မှုဖြစ်ပြီးတနည်းကြာမှာအဲ့ဒီအိမ်ကို let မိသားစုကဝယ်လိုက်ပါတယ် let မိသားစုကအဲ့အိမ်ကိုဝယ်ယူပြီးတလားနဲ့အထက်နေလို့မရပဲထွက်ပြေးကြရပါတယ်သူတို့ပြောပုံရတော့တရေတွေအတန်တွေသဘာဝမဟုတ်တဲ့အရာတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့ပြောကြပါတယ်အိမ်ထဲမှာသူတို့ကြုံတွေ့ခဲ့တဲ့သွေးပြက်၆ချောင်းဖွဲ့ရာအဖြစ်ပြက်များနေဖြစ်သွေးတွေစီးကျနေတဲ့နေရန်နှစ်အိမ်နေချိန်မှာမျက်နှာချက်ပေါ်က၆ချောင်းဖွဲ့ရာအကောင်ကြီးနဲ့မျက်နှာချင်းဆိုင်တွေ့ရခြင်းဖြစ်ပါတယ် ဒီရရေကြောင်းအင်္ဂါတရေ60တယ်ဆိုပြီးနောက်ပိုင်းမှာအဲ့ဒီသဘာဝလွန်ဖြစ်ရတဲ့ The Amber Horror ဆိုတဲ့အမည်နဲ့ရုပ်ရှင်စာအုပ်တွေထဲမှာထင်ရှားလာခဲ့ပါတယ်။ကျွန်တော်သိချင်တာကအဲ့အိမ်ထဲမှာတုံလုံး66ဖွဲ့ရဲ့အတန်တွေကတကယ်ကြားနေရတော့လား။တေဆုံးသွားတဲ့မိသားစုတွေကလည်းအိမ်ထဲမှာတကယ်ရှိနေသေးလား။တေဆုံးသူတွေဟာအေးအေးချမ်းချမ်းမရှိဘူးလားဆိုတာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒုတိယ imagine ဖြစ်တဲ့လက်မိသားစုထွက်ပြေးသွားတဲ့ပုံစံမှာသူတို့မြူသွားတဲ့အရာတွေရောင်လို့တော့မပိတ်ခဲ့ရတဲ့မီးတွေပိတ်ဖို့ကြံခဲ့တဲ့အပူပိစနစ်တွေဟာအနောက်တိုင်းမှာဆို residual hunting ကြံနေတဲ့ဆွေလန်းများလို့ခေါ်ကြပါတယ် at နဲ့ loring warring ဆိုတဲ့တိပ်ပံမဟုတ်ပဲလူသက်မှုနဲ့တရားလောကအကြောင်းလေ့လာနေတဲ့သူတေသနရှင်တွေကအိမ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာတက္ကနာရောက်လာတဲ့နှလုံးခုန်တံတွေမြင်လာကြပါတယ် ီအိမ်ထဲမှာတကယ်ပင်ဒဏ္ဍာရီမဟုတ်တဲ့စွမ်းအားတစ်ခုရှိတယ်လို့အတ်ကပြောခဲ့ပါတယ်။နောက်တစ်ချိန် J Cromarty ဆိုတဲ့တခြားသူတရားဝယ်ခဲ့ပါတယ်။သူကတော့ဘာမှဖြစ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ပတ်ဝန်းကျင်လူတွေကသူ့အိမ်ရှိမှမီးပြတ်တယ်။သူ့အိမ်နီးနားကတောင်သူတွေကလည်းအဲ့အိမ်နားမှာမအိပ်ရဲဘူးလို့ဆိုကြပါတယ်။ထူရာကဒီအိမ်ရဲ့ပိုင်ရှင်တိုင်းဟာအ ਨੇ စုံတစ်ခုကြောင့်တစ်ခုပြဿနာဖြစ်နေကြတာပါပဲ။တယောက်ကကျမ်းမာရေးတယောက်ကငွေကြေးတယောက်ကစိတ်တက်ကြခြင်းမျိုးတွေလည်းကြုံတွေ့နေရပါတယ်။ ပရိသတ်ကြီးကရောဒိန်ထဲမှာဆိုတယောက်ထဲနဲ့တညတာနေနိုင်မလားတရဲဆိုတာလူစိတ်ကနေပဲဖြစ်လာတာလားဒါမှမဟုတ်လူစိတ်တဲကိုဝင်နိုင်တဲ့အရာတစ်ခုကရှိနေပြီးသားလားဒီကိစ္စဟာတော့တမိုင်းထဲမှာမဖြောက်ဖြက်နိုင်တဲ့မိကွန်းတစ်ခုနေနဲ့ကြံရှိနေခဲ့ပြီးတင်းထင်းတယ်လို့တက်ဖြက်မှုကြောင့်လား တရေကြောင့်လားဒါမှမဟုတ်မင်းစိတ်တွေကအမောင်ချားမှာတကယ်ရှိနေတဲ့အရာကြောင့်လားဆိုတာကိုတော့ကုမတ်မှာပြောထားပြီပါနော်မှတ်ချက်အနေနဲ့ကတော့ညဘက်ပရိသတ်ကြီးအိတ်ဖို့ပြင်နေတဲ့အချိန်သို့မဟုတ်တရင်နိုးတဲ့အချိန်မှာ3:15မိနစ်အချိန်မှာ9မိနစ်ဆိုအိတ်မသွားပဲတတိပြူပြီးဆက်လက်စောင့်ကြည့်ပါနော်ဂျေဇုတင်ပါတယ်ခင်ဗျာ